ခုနောက်ပိုင်းဈေးကွက်ထဲကိုတွင်ကြီးရဝင်လာတဲ့စီဂျိုဈေးအစ်စ်ဒါဘာကလီဖရိုဆစင်အကြောင်းကိုဘိုးတူတာရအောင်ပြောပြမယ်ဒီဈေးကမြန်မာနိုင်ငံကိုစဝင်လာတဲ့အချိန်မှာဈေးကြီးထဲပါတယ်ဒါပေမဲ့ခုနောက်ပိုင်းမှာကုမ္ပဏီတော်တော်များများလည်းတွင်းလာတဲ့အချိန်မှာဈေးတန်းလေးကဒီ1000ကျော်2000ကျော်လောက်လေးဒီမှာပဲဝယ်လို့ရနေပြီ5 mg 10 mg ဆိုပြီးနှစ်မျိုးလာတယ်ဒီကောင်လေးကဒီဈေးကတော်တော်ကောင်းတဲ့ဈေး ျွန်တော်အရင်တော့ဆိုရင်စီဂျိုဖြစ်တယ်ဆိုရင်30ရာက metformin အစာမစားရင်ကြိုတော့တဲ့ glycogen site တွေ remicron တွေ cita glipin တွေရှိရယ်မရဘူးဆိုရင် insulin တွေသုံးရရပေါ့လေ treatment ကကျွန်တော်ကုသကုံက9ခု6ခုအပြင်မပို့ဘူးဒီထက်လည်းမများဘူးဒါပေမဲ့ခုနောက်ပိုင်းမှာဒီစိတ်တွေဝင်လာတဲ့အချိန်မှာစီဂျိုကုပါတော်တော်အဆင်ပြေလာတဲ့အထက်မှာပါတယ်ဒီစိတ်က metformin လိုမျိုးပဲစီဂျိုတက်ဤနဲ့ပြုတ်ကြစေတဲ့အထက်မှာပါတယ်ပြီးတော့ခန္ဓာကိုယ်ဝေလေးချိန်မှာကြာတယ်ဒီစိတ်မျိုးစားလीအ နောက်တစ်ခုကဒီကောင်ကအစာမစားခင်ကြိုတောက်တဲ့ဂလီယာဆိုင်အုပ်စုတွေလိုမျိုးစီးကြိုကိုဆွဲချပြီးတော့မှဟိုက်ပိုဂလိုက်ဆီးမီးယားဖြစ်တဲ့ဒီစီးကြိုပြုတ်ကြရဲ့ဝေဒနာတွေမခံစားရအောင်ဒီကောင်ကတော်တော်ကောင်းနေစီဘလောက်တောင်ကောင်းနေဆိုတော့ဒီနောက်ပိုင်းနေမှာဒီကောင်လေးရှိနေရောင်ရဲအကြောင်းရင်းရဒီနှလုံးမောဖောက်တဲ့သူတွေဟက်ဖီလီယာသမားတွေညဆိုနှလုံးမောလို့ဆိုပြီးထထိုင်ရတဲ့သူတွေအတွက်ပါဒီစီးရထိတ်ဆုံးကိုရောက်လာအဲ့ပြောင်းလာတယ်နှစ်နှစ်သုံးနှစ်လောက်ပဲရှိသေးရဲ့နောက်ဆုံးခါတိုင်းနေမှာဆိုရင်အရင်ကဆိုရင်နှလုံးမောဖောက်တဲ့သူတွေ mortality benefit ခေါ်တဲ့အသက်ရှည်စေရဲ့ဆေးရဲမှာ ဒီ beta blocker တွေဒီ bisoprolol mito prolol အုပ်စုတွေ ACE ရာ enalapril အုပ်စုတွေတခြား adaton spinal လက်တုံးအုပ်စုတွေပဲပါခဲ့ကြတာဒါပေမဲ့ဒီတစ်နှစ်နှစ်နေတွင်မှာဒီကောင်က motility benefit နှလုံးရောဂါတွေမှာအသက်ရှည်ရဲဆိုပြီးတော့ကိုထိတ်ဆုံးကနေစဉ်းစားရတဲ့အထက်မှာဒီ dapa glycine processing မှာထိတ်ဆုံးကနေပါလာတယ်ဘာဖြစ်လို့လောက်လောက်ကောင်းနေရလဲဆိုရင်သူ့ရဲ့အလုံးလုံးပုံကကျွန်တော် pharmacology မှာဆိုရင် SGLT2 inhibitor ဆိုပြီးပါတယ် ဒီစိရအိုက်အုပ်စုဝင်မယ်အက်စီအဒီ2ဆိုတာဒီကြောက်ကိုက်ကနေမှခန္ဓာကိုယ်ရဲ့မှာမလိုတဲ့ဆိုဒီယမ်နဲ့ဂလူကို့စ်တွေနှစ်ခုလုံးကိုစိရရနေကန်ထုတ်ပလိုက်တာဆိုဒီယမ်ဆိုတာခန္ဓာကိုယ်မှာများရေဆွဲစေရမှာလားရှိတယ်ဒီနှလုံးမောဖောက်တဲ့သူတွေဆိုတာကဒီအဆုတ်ထဲမှာရှိအိုင်တဲ့အတွက်ဒီဆိုဒီယမ်ကြီးစိရရနေဆုတ်ထုတ်တွေခန္ဓာကိုယ်ရဲ့အရှိတ်အနည်းငယ်ဆုံးရှုံးသွားတဲ့အတွက်ဒီကောင်းလေးအမောဖောက်တယ်တက်တာနောက်တစ်ခုကဂလူကို့စ်တီခန္ဓာကိုယ်ရဲ့ဆွန့်ပစ်နိုင်တဲ့အတွက်စီးချိုပါပြုတ်ကြတယ်တော်တော်ကောင်းနေစေဒီသွေးတို့ကြီး နှလုံးမဟုတ်နဲ့တွဲရင်ဒီဆေးရထိဆုံးမပါဘူးပါလာပြီတတော်များများကိုကောင်းတဲ့ဆေးဖြစ်တယ်ဝေးလေးချိန်မှာကြတယ်တရက်ကိုတစ်ချိန်ပဲတောက်ရတာပြီးတော့ ဒီကောင်က hypoglycemia လို့ခေါ်တယ်စီးချိုကိုရုတ်တရက်ကြီးပြုတ်ကျစေရဲ့ချွေးစီးပြန်လာတဲ့အာနိသင်ရဲ့အဲ့လိုလည်းမရှိပြန်ဘူးတော်တော်ကောင်းတယ်စီတဤနဲ့ကိုကြာတာစီးချိုကိုလေပြီးတော့သူ့ရဲ့ side effect ဆိုးကျိုးရဲ့မှာလည်းအများကြီးမရှိဘူးဒီစီးနှောင်းချောင်းပိုးဝင်တာလေးဖြစ်တဲ့နောက်တစ်ခုအမျိုးသမီးရေမှာဆိုရင်ဒီမိမကိုမှုဆွဲရလေးဖြစ်တဲ့ဘာဖြစ်လဲတော့ကျော်ဒီစီးနှောင်းချောင်းပိုးဝင်တာလေးမိမကိုမှုဆွဲရလေးမှုတွေကဒီဂလူးကိုဆိုကြိုက်တာဟုတ်ဂလူးကိုကြိုက်တော့ကြာတော့မကြာခဏစီးနှောင်းချောင်းပိုးဝင်တာမျိုးလေးရောဖြစ်တဲ့ ဒါပေမဲ့ဒီစိတ်အရန်ကောင်းတယ်ဆိုပြီးရောကိုသဘောနဲ့ကိုရှောက်ွယ်တောက်တာရောမလုံးနဲ့တော့စီးကြိုကုတုံးဆိုတာကဆရာဝန်တယောက်နဲ့တယောက်စဉ်းစားဖို့မတူဘူးနောက်တစ်ခုကအဓိကကရောလူနာရဲ့ HbA1c ခေါ်တဲ့စီးကြို target ရောက်ဖို့ပဲနောက်တစ်ခုကလူနာသဏ္ဍန်စီနေနိုင်ရမယ် side effect နေရမယ်အဓိကဓာရီကိုထည့်စဉ်းစားပြီးစီးကြိုကုကြတယောက်နဲ့တယောက်ကုတော်မှုနေတူမှာမဟုတ်ဘူးကိုယ်တော်ဝင်မတူရဲဆိုပြီးကိုသဘောနဲ့ကိုဒီစေးကောင်းတယ်ဆိုပြီးရောမဖော်မနေဖြုတ်တခြားစေးကိုတောက်လက်စာဖြုတ်ပြီးရောမှ ီစိတ်ကိုသဘောနဲ့ကိုဝယ်တော့တာလေလုံးဝလုံးဝမလုပ်ပါနဲ့ခုကျွန်တော်ပြောတဲ့ရည်ရွယ်ချက်ကဒီစိတ်ကောင်းတယ်ဆိုတာရယ်ဒီစိတ်ရဲ့ပတ်သက်ပြီးတော့ဘုဒ္ဓတာရစေခြင်းကိုပြောခြင်းဖြစ်ပါတယ်ကိုယ်သဘောနဲ့ကိုဝယ်တော့ဖို့လုံးဝလုံးဝမဟုတ်ပါဘူး